လို့ကျွန်တော်ចောင်းသားလို့သုံးတာလဲဆိုတော့တချို့ကပြောတယ်အသက်ပဲ90ဒီနေပြီဒါចောင်းသားလားဟုတ်ကဲ့သူတို့ចောင်းမပြီးတော့ရှာတဲ့အတွက်ចောင်းသားပါပဲကျွန်တော်ထောင်အထွက်လာတော့တင်းတော့တယောက်ကမေးတယ်အားနဲ့ထောင်ထဲမှာစားရတော့ကြီးအစီပြေလာဘလို့နေလဲတဲ့သိချင်သွားနေကြည့်လို့ဆိုတော့ကျွန်တော်ပေါ့ကျွန်တော်ဒီအစိုးရဖမ်းတာကိုလေးကခံခဲ့ရပါတယ်ကျွန်တော်စိုးရဘုံမှာဘာမှညှိုးစရာမရှိဘာကြောင့်လဲသူလည်းသူ့လို့လို့တော့ကျွန်တော်လည်းကျွန်တော်အလုပ်လုပ်တယ်ကျွန်တော်စိုးရဆိုလည်းသူ့ဖမ်းခြင်းဖမ်းမှာပဲရှင်းတာဒါပေမဲ့ကျွန်တော်တိုင်ပြီးကောင်းဖို့အတွက်တော့ကျွန်တော်မှတာဝန်ရှိတယ် ဆိုရမှလည်းတာဝန်ရှိကျွန်တော်နဲ့ဒီဆိုရနဲ့တိုင်းပြည်အတွက်တိုင်းပြည်ကောင်းဖို့အတွက်ကျွန်တော်တို့လက်တွဲဘာမှမလုပ်เสียအကြောင်းရှိမလုပ်နိုင်เสียလည်းအကြောင်းမရှိဟိုကျွန်တော်မှာတော့ဒီအမေရိကန်နိုင်ငံကခုမှရောက်ဘူးလားလေတတနေ့တကူ passport ဆိုတော့ခုမှမြင်ဘူးလားဆိုတော့ဒီလဲရောက်တော့ကျွန်တော်ကအငယ်ချင်းတွေကိုပြောရတယ် ဟိုကျွန်တော်ထောင်ထဲမှာတော့၎င်း SBC ကျော်ရေးစခန်းမှာတော့၎င်းအဲ့ဒါတော့အနှိမ့်ဆက်မခံရဘူးအမေရိကန်ရောက်မှနှိမ့်ဆက်ခံလိုက်ရတာကျွန်တော်ဝါရှင်တန်မှာ9ရက်နေပါတယ်ဗီဒီယိုမှာဘာရှိမှန်းကျွန်တော်တကယ်မသိခဲ့ပါဘူးည7နာရီထိုးမှအိပ်ရပါတယ်တစ်ခါတလေ4နာရီမှအိပ်ရတယ်မနေ့ကျတော့9နာရီကိုအရောက်ယထာစီပြီးတော့အဲ့ဒီမြို့လေကောင်ကိုကြွားပါတယ် အပြီးတဲ့နောက်မှာတော့အဲဒီ State Department တို့ Congress တို့ Senate တို့ကလူတွေရဲ့ why me တဲ့တန်းကိုအလေကောင်းမှခံရပါတယ်။ SB မှာမှ၂ယောက်လောက်မေးတာဒီမှာအယောက်20လောက် why me ပါတယ်။ဘာဖြစ်ရမှမသိလောက်အောင်လဲအချက်တဲတွေတွေ့ရပါတယ်။ New York လည်းရောက်လာရောလွတ်ပြီးမှတ်တာ။စုပ်ပွားနဲ့တန်းတူတော့တာပါပဲ။ကျွန်တော်ဒီယုံနဲ့ဆွဲတွေ့တာချမ်းသာဗျာဒီမှာကျွန်တော်ရောက်တာနဲ့တပြိုင်တည်း တင်ဘဘောင်းတင်ဘောဘောပါယထာ sorry ယထာဘောကလည်းစင်းတာနဲ့ကုလသမဂ္ဂဘောတန်တက်ရတယ်ဗျအဲ့ဒီမှာလဲဟိုမစ္စတာနမ်ပြားရဲ့အဖွဲ့ရင်းနဲ့ကျွန်တော်ဒေါဘဒုက္ခရတယ်ဝိုင်းမိလိုက်ကြတာသူတို့ရှိလာဦးမှပြီးသွားမှာဟုတ်ဒါပေမဲ့ဝန်တာပါတယ်ဘမကြီးကိုအဲ့လိုစိတ်ဝင်စားနေကြတဲ့လူတွေအများကြီးရှိတယ်ဆိုတာကျွန်တော်ကုံလေးယူပြီးပါတယ်နောက်တစ်ခုကတော့မနေ့ကဆိုလဲကျွန်တော်တို့ဟိုတော်တော်အကျိုးရှိပါတယ် အဲလူခွေစောင့်ကြည့်လေးလိုက်ဖွဲ့ရှိမလိုက်ဝါရှူကျွန်တော်တနေကုန်နေရပါတယ်ဗျအခုလည်းနယူးယောက်မှာဘယ်နှပါရှိမှန်းကျွန်တော်မသိပါဘူးညစုပ်ွားအေကို7နှစ်ထိုးမှပြန်ရောက်ပါတယ်ဟိုဘာမှလည်းမစားဘူးကျွန်တော်ကဘာတမင်းကိုမကြည့်ဘူးအရှင်ရဲ့ကျွန်တော်တဲ့ကျွန်တော်ဒီရောက်မှတော်တော်ပေါင်ကြီးကြကိုပုံရတယ် အစားတောင်လည်းမစားဘူးစကားကြီးပဲပြောနေရတယ်ကျွန်တော်တို့စဉ်းစားရင်တော့တော်တော်တော့မားနေပြီတဲ့ကျွန်တော်ဒီပြန်ရင်အစိုးရကို passport ပြန်အပ်ပါတော့မယ်အဲ့တော့အနေစက်ခါမယ်ကျွန်တော်ဘယ်မှမသွားချင်တော့ဘူးညာဟိုတကယ်ပြောမယ်ဆိုရင်တော့ဒါမဲ့ဒါကျွန်တော်ဟိုကြီးစရာဖြစ်နေတာရှောက်ပြောနေတာပါဟိုတကယ်တကယ်ကတော့ကျိုးရှိပါတယ်ကျွန်တော်တို့မှမဟုတ်ပါဘူးကျွန်တော်တို့တော့ဘာကျိုးမှလည်းရှိမှလည်းမဟုတ်ဘူးလို့ဆိုပေမဲ့ကျိုးရှိပါတယ်အတွေ့အကြုံကျွန်တော်ရပါတယ်။ဘာနဲ့မှလဲလို့မရတဲ့အတွေ့အကြုံပါ။ အထူးသဖြင့်တော့အမေရိကန်လိုနိုင်ငံမျိုးမှာဟိုကျွန်တော်ဗမာစကားကြားရတာတော်တော်ဝန်းသားတယ်ကျွန်လီစိတ်စရောက်ကလေးကဟိုဝါရှင်တန်မှာလေးမြမောဆင်းကလေးကဗမာစကားပြောတဲ့စကားကြားရတယ်ကျွန်တော်ယူရီးယားရောက်တော့လည်းမကြားဘူးစင်ကာပူရောက်တော့လည်းမကြားဘူးလီစိတ်ကဝန်ထမ်းကဗမာလူမျိုးဖြစ်တယ်ဟာကိုယူတာငါတို့ဗမာတွေနေရာနှက်ရှိပြီဆိုပြီးတော့ကျွန်တော်ဝန်တာမိတယ်စိတ်ထဲသို့တော့တစ်ခါပြန်စဉ်းစားကြည့်တော့ဘာလာလုပ်ကြတယ် အဲ့ဒီလိုလဲကျွန်တော်ပြန်စဉ်းစားမိလာအဲ့ဒီပြန်စဉ်းစားမိလာတဲ့အချက်တစ်ချက်နဲ့ကျွန်တော်တကယ်ချင်းလေခုနကတော့ပြောတဲ့အခါမှာအဲသူတို့ရဲ့စိတ်နေသဘောထားတွေကိုလည်းဟိုအလုံးပြီးလာပြီပါလိမ့်မယ်88မျိုးစက်ចောင်းသားတွေဆိုတော့မင်းကိုနိုင်လို့ဆိုတာထောင်ထဲမှာတကွចောင်းသားလို့ကျွန်တော်သုံးပါတယ်ဘာလို့ကျွန်တော်ចောင်းသားလို့သုံးတာလဲဆိုတော့တချို့ကပြောတယ်အသက်ပဲ90ဒီနေပြီဒါចောင်းသားလားဟုတ်ကဲ့သူတို့ចောင်းမပြီးတော့အရှာတဲ့အတွက်ចောင်းသားပါပဲ ောင်းမပြီးတော့ကျောင်းမပြီးဘူးအောင်ရဲ့ချက်ကိုတွေ့ကျောင်းမပြီးဘူးရဲ့အောင်လာဖြစ်ပေါင်းမစဲလောက်ထောင်ထဲမှာသူတို့နေခဲ့ရကျွန်တော်၁၇နှစ်နေခဲ့ရကျွန်တော်တို့ဒီအဲ့ဒီထောင်ထဲမှာဘယ်သူမှတော့ပြင်းလို့သွားနေမှာမဟုတ်ဘူးပြအဲ့ဒါသိကြတယ်ကျွန်တော်ထောင်အထွက်လာတော့တင်းတော့တယောက်ကမေးတယ်အဲ့ထောင်ထဲမှာစားရတော့ကြီးအစီအမီလာဘလို့နေလဲတဲ့တည်ကျင်သွားနေကြည့်လို့ထောင်ဝါ စားတော့စင်မဖို့တပါစင်ပြီးစင်တဲ့ခုကန်းလည်းမဟုတ်ဘာစင်ပြီးကြလဲဘုံကြီးကြောင်းလည်းမဟုတ်ဘာစင်ပြီးကြလဲဟုတ်တော့ကျွန်တော်တို့ကကျွန်တော်တို့တငယ်ချင်းတွေရောကျွန်တော်တို့မှာရောဒါကျွန်တော်အများရှိမှာအမေရိကန်လိုနိုင်ငံနယူးယောက်လိုမြို့တော်ကြီးမှာကျွန်တော်တရင်ဝင်ပြောတာပါကျွန်တော်တို့ဒဏ်ရာတပြားပြားနဲ့အရသာခံမဲ့လူတွေမဟုတ်ပါဘူးအဲ့လိုပြောတော့ဒုက္ခနဲ့ရတယ်ပေါ့ဒုက္ခနဲ့ရတယ်ပုံပြီးပြားတယ် စဉ်းစားကြည့်ကြပါဦးကျွန်တော်တို့ဒဏ်ရာတပြပြနဲ့ကျွန်တော်တို့အရသာမခံတတ်ပါဘူးနောက်တစ်ချက်ကတော့ထောင်တွက်လက်မှတ်မရောစားပါဘူးကျွန်တော်တို့နိုင်ငံနဲ့ဘဝဘာလို့လဲအဲ့ပြပြပါအဲ့ဒါလည်းပြပြပါရေလုံးကြီးတက်တဲ့ထီဖို့လို့ဟောအဲ့ကျွန်တော်တို့ဒီဥစ္စာကြီးကိုအရသာခံနေရမယ့်အရာလည်းမဟုတ်ဘူးဗျဟုတ် အခုအချိန်ကအရေးကြီးတာကျွန်တော်တို့တိုင်းပြည်ဘာလုပ်မလဲဆိုတဲ့အချိန်ရောက်နေတာပါတကယ်တကယ်ကျတော့နယူးယောက်လိုနေရာမှာရောက်နေတဲ့လူတွေဝါရှင်တန် DC မေရီလန်းစသဖြင့်ရှိနေကြတယ်ကျွန်တော်တို့တငယ်ချင်းတွေကတိုင်းပြည်ထဲမှာဘာဖြစ်နေတယ်လဲသူတို့သိချင်နေကြတယ်တကယ်အဖြစ်မှန်နေကိုရတာရှိတယ်လို့လုတ်ချက်မှန်တီးထားတဲ့တတိယနေကိုလည်းရတာရှိနေကြမှာပဲဒါတို့ကျွန်တော်အပြစ်မတင်ပါဘူးဘယ်နေရာမှာမဆုတာရှိနေမှာပဲ ျွန်တော်တို့လက်ခံတယ်ဒါမျိုးကလည်းရှိနေကြမှာပဲသို့တော့ကျွန်တော်တိုင်းပြည်ကြီးမှာပြုပြင်သွားတယ်ပြောင်းလဲသွားတယ်လို့ဆိုတာဟာဘသူကြောင့်မှမဟုတ်ပါဘူးပြည်သူကြောင့်ကျွန်တော်ပြည်သူအားလွယ်ပါအောင်မှမရှိဘူးအဲ့တော့ကျွန်တော်တိုင်းပြည်ကပြောင်းသွားပြီပြောင်းလဲနေပြီလို့ကျွန်တော် state department ရောက်တော့လေ Derek Mitchell ကကတ်ကဘလို့ပြောတဲ့အချိန်မှာပြောပြတယ်မပြောင်းသေးပါဘူးပြောင်းခါစားလေးရှိပါသေးတယ် ပြောင်းတာမဟုတ်ပါဘူးဗျ။အဲ့တော့တချို့ကအမျိုးမျိုးတင်ကြတဲ့အပေါ်မှာရှိတယ်။ဒီလိုအဲ့ဒီအနေအထားအပေါ်မှာကျွန်တော်တို့ကရှေ့ဆက်ပြီးပြောင်းလဲဖို့ကျွန်တော်တို့မှာပါတာဝန်ရှိတယ်။အစိတ်ရှိအစိုးရဝန်ကြီးပဲလက်ညှိုးထိုးနေတဲ့အချိန်မှာကျွန်တော်မပေါ့။ကျွန်တော်ဒီအစိုးရဖမ်းတာကိုလေးကခံခဲ့ရပါတယ်။ကျွန်တော်အစိုးရဘုံမှာဘာမှညှိုးစရာမရှိဘူး။အကြောင်းလေသူလည်းသူ့လို့လို့တယ်ကျွန်တော်လည်းကျွန်တော်အလုပ်လုပ်တယ်ကျွန်တော်အစိုးရဆိုလည်းသူ့ဖမ်းရင်ဖမ်းမှာပဲရှင်းတာပဲဒါပေမဲ့ ကျွန်တော်တိုင်ပြီးကောင်းဖို့အတွက်တော့ကျွန်တော်မှတာဝန်ရှိဆိုရမှလည်းတာဝန်ရှိကျွန်တော်နဲ့ဒီဆိုရနဲ့တိုင်ပြီးအတွက်တိုင်ပြီးကောင်းဖို့အတွက်ကျွန်တော်တို့လက်တွဲဘာမှမလုပ်เสียအကြောင်းမရှိမလုပ်နိုင်เสียလည်းအကြောင်းမရှိဒီနေရာမှာတချို့ကလည်းပြောကြတယ်အဲ့ခုနကကျွန်တော်ပြောတဲ့အနာတွေကိုထုတ်ထုတ်ပြောကြတယ်အနာကိုအရသာခံတယ်နာတာပေါ့ဗျာကျွန်တော်လည်းနာခဲ့ပါအခုလည်းနာသေးပဲဘုရားကြီးလည်းနာနေတော့မယ်ထောင်ထဲမှာ 920ကျော်နိုင်ငံရေးကျင်းသားတွေကျန်နေသေးတယ်။ဘဝပြတ်သွားတဲ့လူတွေအများကြီးကျန်နေတယ်။ထောင်ထဲရောက်ပြီးမျိုးလုံးဆုံးရှုံးသွားတဲ့လူတွေအများကြီးကျန်နေတယ်။ကျွန်တော်ကိုယ်တိုင်မြေတီလူမျိုးပါနေပါဖြစ်ခဲ့တယ်။ကျွန်တော်တူတူပြောမယ်။2009ခုနှစ်ရဲ့နွေရာသီအလွန်ပူတဲ့ချက်ထောင်ထဲမှာကျွန်တော်နေရတဲ့ခန်းလေးကအင်မတန်ကျဉ်းပါတယ်။ရှစ်ပေပတ်လေလောက်ပဲရှိတယ်။လေးဝလေးရက်လုံးဝမရှိပါဘူး။ ဲ့ဒီအခန်းလေးထဲမှာအင်မတန်ပူတဲ့အချိန်မှာအခန်းလေးလောင်းနေရတယ်ကျွန်တော်ဘူးတကူလုံးချွေးရေချိုးသူလိုထွက်တယ်အဲ့ဒီအချိန်မှာထူးဆန်းစွာပဲသွေးတိုးလိုက်တာပိုသွေး130အောက်သွေး140အာပြီးတော့ကြမ်းပြင်ပေါ်လဲကျသွားပြီမဲ့ကျွန်တော်ဈေးကူဖို့ဘယ်သူမှလာမခေါ်နိုင်ဘူးဘာကြောင့်လဲထောင်တကားဆိုတာဖွင့်ကျင်နိုင်ဖွင့်လို့မရဘူးကြာအဲ့ဒီထောင်တကားကိုဖွင့်ဖို့ထောင်ရဲ့ဟူးအထက်က တဲ့ထောင်လုံးကိုကြည်နေတဲ့မိကတ်ပေါ့ဟိုအဆောက်အဲ့ဒီကိုအကြောင်းကြားရတယ်အဲ့ဒီလူကတစ်စင့်ထောင်ရဲ့မင်းကြီးပေါ့ထောင်တစ်ခုလုံးကိုအုပ်ချုပ်ထားတယ်ရုံကိုလှမ်းအကြောင်းကြားအဲ့ဒီကတစ်စင့်ထောင်ပိုင်းကိုအကြောင်းကြားရတယ်ထောင်ပိုင်းအိမ်မှာတစ်ထောင်လုံးရဲ့တော့ကိုချိန်ထားတယ်အဲ့ဒီတော့မလာမချင်းကျွန်တော်ဘလူဖြစ်စီကမှုတကယ်လို့များတာအဲ့ဒီထောင်ပိုင်ကကောက်သွားရိုက်နေကျွန်တော်သိဖို့ရှိတော့ဇင်းသား ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာအဲ့လိုပြက်ပြက်လင်းပြီးတော့အာနေပြီးတော့သွားလိုက်တဲ့ဒီမဲ့ကုသကံကောင်းသလားဆိုးသလားတော့မသိဘူးဆရာဝန်ရောက်မလာဘူးကျွန်တော်ညညာ၈နာရီလောက်တည်းကထောင်းလေကောင်လမ်းကြီးမှာကျွန်တော်ဒီတိုင်းပြစ်တာမြေကြီးပေါ်မှာတည်နဲ့တည်သွားပါဗျအဲ့နာမှာမနေ့9နာရီထုံးမှာဆရာဝန်ရောက်ပါတယ်စဉ်းစားကြည့်ပါညာ၈နာရီမနေ့9နာရီတည်ခြင်းတည်လို့ရသွားပြီကုသကံပဲကောင်းလားမသိဘူးသူ့မှာလည်းသူခန္ဓာကိုယ်ကပြန်ကုသွားတာ ျွန်တော်ပြန်ထောင်းလာအဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ကျွန်တော်မသိပဲနဲ့ဒီနေရာမှာရှိနေတယ်ငါဘာလုပ်ရအောင်လဲဟာကျွန်တော်အဲ့ဒီအားတွေကိုအခုပြန်ပြောပြနေတာဒဏ်ရာတွေကိုရတာခံတာမဟုတ်ပါဘူးကျွန်တော်ဒီလိုဂျုံနေရပါတယ်ဒါပေမဲ့ဒီအချိန်မှာဒါတွေပြောပြီးတော့အနာတွေကိုဤဘက်ထပ်ကတလဲလဲပြောပြီးကျွန်တော်တို့ကမကြည်နိုင်မချမ်းနိုင်ဆက်ဖြစ်နေကြရအောင်မလားကျွန်တော်တို့မေ့လို့ရပါဒါပေမဲ့ ဘယ်လိုလုပ်ပြီးတော့မိနိုင်မှာလဲဗျာကိုကခံရတယ်လို့ဒါမဲ့လက်စားမရှိပါဘူးအညူတိမထားပါဘူးကျွန်တော်တို့အရေးကြီးနေတာကျွန်တော်တို့တိုင်ပြည်ကရှေ့သွားရှေ့လို့ရမှာဒီအချိန်မှာအဲ့ဒီစကားတွေပြောနေဘယ်လိုလုပ်ပြီးတော့တယောက်နဲ့တယောက်နဲ့ကြည်လေတော့မှလူလူနဲ့ကျွန်တော်နဲ့ဘယ်လိုလက်ဆွဲနှုတ်ဆက်လို့ရတော့မှာတစားစားအိုခဲ့ကြတာအမျိုးသားပြန်လဲတင်မြည်ကြီးအမျိုးသားပြန်လဲတင်မြည်ကြီးဟာအနာဖို့ထုတ်ကြီးမဟုတ်ပါဘူး ဒါပေမဲ့ဒီဟာတွေဟာကျွန်တော်တို့ရဲ့တမိုင်းအစဉ်အဆက်မှာဒီလူတွေဒီလိုလုပ်ပြီးဒီလိုကျူးလွန်ခဲ့တယ်ဆိုတဲ့အပြစ်တွေကိုတော့ကျွန်တော်တို့သိမ်းထားဖို့လိုတယ်။ဒါမှနောက်ထပ်မဖြစ်ဘူး။ကျွန်တော်တို့ရဲ့မျိုးဆက်တွေနောက်လာမဲ့ဆွေစဉ်မျိုးဆက်ဒီလိုအဖြစ်မျိုးတွေတို့တိုင်းပြည်မှာတကယ်ဖြစ်ခဲ့တယ်ဆိုတာကိုတော့ကျွန်တော်တို့ကတေချာပေါ့မှတ်တမ်းတစ်ခုတိုင်းပြည်မှာရှိတဲ့ဒီအတွက်ကြောင့်ကျွန်တော်အဲ့ဒီရုပ်ရှင်ပွဲတော်ကိုလုပ်ခဲ့တာပါ။ကျွန်တော်စကချီများတော့ အကြောင်းလဲဆိုတော့ဒီရုပ်ရှင်ပွဲတော်ကနေ documentary ဆိုတော့မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာစိတ်ဝင်သွားစေခြင်းလေမြန်မာလူငယ်လေးတွေရဲ့စိတ်ထဲမှာစိတ်ဝင်သွားစေခြင်းလေတိုင်းပြည်တစ်ပြည်အတွက်အဲ့ဒီသမိုင်းမတိုင်းဟာဘလောက်အရေးကြီးတယ်ဆိုတာသူတို့သိသွားစေခြင်းဒီမှာစုရသွားတဲ့လူတွေစသုံးလုံးကကြည့်လိုက်တဲ့ကားမှာအဖြစ်မဲပြထားတဲ့လူကစုမရပါဘူး reunion ဆိုတဲ့ကားကလည်းစုမရပါဘူးစုမရပါဘူး ဲ့ဇကားတွေကိုဖန်တီးတဲ့လူတွေကအသက်25နှစ်ပဲရှိပါသေးတယ်။နောက်လာမယ့်ငါးကားမှာအငယ်ဆုံးဒါရိုက်တာက19နှစ်အကြီးဆုံးဒါရိုက်တာမှ40ပဲရှိပါတယ်။အဲ့ဒီအရွယ်တွေအဲ့ဒီလူတွေမှတ်တမ်းဆိုတာကိုတန်ဖိုးထားတဲ့လိုင်းကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့သမိုင်းပဲတော့မှမပြောက်ဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒီလိုကြောင့်သမိုင်းပြည်ရဲ့ပထမဦးဆုံးနဲ့အကြီးကျယ်ဆုံးရုပ်ရှင်ပွဲတော်ကြီးတစ်ခုကျွန်တော်လုပ်နိုင်သွားပြီလို့ ကျွန်တော်ယုံကြည်တယ်နှစ်စင်လုံနိုင်မှုလည်းကျွန်တော်ကြိုးစားမယ်ထို့နည်းတူဒီနေရာကနေဒီလိုလူတွေပေါ်ထွက်လာရင်ကျွန်တော်တို့တိုင်းပြည်အတွက်အားထားရမယ်လို့လည်းကျွန်တော်ယုံကြည်တယ်ကျွန်တော်မေရီလန်းရောက်သွားတဲ့အခါမှာအဲ့ဒီကလူတွေနဲ့စကားပြောကျွန်တော်စိတ်မကောင်းစရာလေကြုံရပါတယ်ဒါကတော့ဒီမှာရှိနေတဲ့လူတွေလည်းကျွန်တော်တို့ဘဝပေါ်မှာလူမျိုးချင်းပဲလားဟိုကြုံရလေအောင်မယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူလေကောင်းမှထိုင်တာကျွန်တော်နားမှာသုံးအုပ်စုဝိုင်းထားတယ် တယောက်နဲ့တယောက်နဲ့စကားမပြောကြဘူးလေကျွန်တော်ဘာလို့ပြောရမှာမသိဒီရှိရလို့ကျွန်တော်ပြောနေတဲ့ချိန်မှာဟိုဘက်ကလူကနားမထောင်ဘူးလေကျွန်တော်တို့တိုက်ပြီတဲ့မှာပြန်လဲတင်းပြန်ရင်လုပ်နေတဲ့ချိန်မှာဆက်ပြီးပြန်မှမပြန်လဲမတင်းပြန်ရင်ဖြစ်နေတာရှင်းနေမကောင်းလိုက်တာ reunion ဆိုတဲ့ဇာတ်ကားကိုကျွန်တော်ပြရခြင်းရည်ရွယ်ရင်းအကြောင်းရင်းအဲ့ဒါပါခက်နေတာကကျွန်တော်စိတ်ထဲမှာမြင်တဲ့အတိုင်းကျွန်တော်ဘယ်တော့မှမဆူမလိမ့်တတ်ပါဘူးပြုံးမလင်းလင်းပြောတတ်ပါတယ်ခက်တာက နိုင်ယုံရှိမှာစန္ဒပြခဲ့တာငါတို့ကကောင်းရချောင်းတမားတယ်ဟုတ်ပြန်အခုကြမှာဘာလာလုံနေလဲသူတို့ကဟာသူတို့လည်းလာပိုင်းမရှိတာပေါ့ဟုတ်ဘူးလားကျွန်တော်မေးကြည့်တယ်အဲ့တော့ဟာအကြီးရဲ့အကြောင်းဆိုတန်းပြီးတဲ့မှာလူတယ်ဆိုလို့ရှိရင်လှူခဲ့တာကျုပ်တူဗျဒီကောင်တွေကလှူတာမဟုတ်ဘူးတပြားမှာဟုတ်ပြန်အဲ့ကျွန်တော်နားမလဲဘူးကျွန်တော်ဖြစ်စီခြင်းတဲ့တဘာဝပါယူယူလီပဲခင်ချင်းတဲ့လူရှိလှူပါလေမလှူရင်လည်းမလှူဘဲနေခွင့်ရှိပါလား မလှူတဲ့သူကလှူတဲ့လူကိုအပြစ်ပြောဖို့မသင့်တယ်လို့လှူတဲ့လူကလည်းမလှူတဲ့လူကိုမင်းတို့မလှူကောင်းလားလို့မပြောသင့်ဘူးလို့ကျွန်တော်ထင်တယ်နိုင်ငံရေးလှုပ်တဲ့ပုံမှာလည်းနိုင်ငံရေးလှုပ်ချင်လှုပ်ပါမလှုပ်ချင်တဲ့လူလည်းမလှုပ်ဘဲနေပါလှုပ်တဲ့လူကမလှုပ်တဲ့လူကိုမလှုပ်ရကောင်းလားလို့အပြစ်မတင်သင့်တယ်လို့မလှုပ်တဲ့သူကလည်းလှုပ်တဲ့လူတွေကိုဘာကိစ္စလှုပ်နေတာတော်တော်ဖင်ရတဲ့ကောင်တွေလို့မပြောသင့်တာအမှန်ပါပဲ ျွန်တော်တို့ကတော့ဒီလိုပဲမြင်တယ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူးကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူးဒါပေမဲ့အခြေအနေအကြောင်းတရက်ကြောင့်ကျွန်တော်ကိုနိုင်ငံရေးဘက်ကိုတွန်းပို့လိုက်လို့ကျွန်တော်ဒီအမှုပညာနဲ့နိုင်ငံရေးကိုရောပေါင်းပြီးတော့အင်္ဂလိပ်လိုဆိုတော့ art flavor politics ပေါ့ဗျာကျွန်တော်ဒီအလုပ်ကျွန်တော်လုပ်လဲရတာပေါ့လွတ်လာတဲ့အချိန်မှာကျွန်တော်တို့ဘာအတွက်ညာတို့ဘာလို့လို့ညာလို့ဒီကျွန်တော်ကြီးကျယ်လေးရှောက်ပြီးတော့မပြောတတ်ဘူးဗျာ ိုမန်တက်တိုင်လေးထူးမနေချင်းကျွန်တော်ပြောသင့်တယ်လို့ထင်တဲ့အရာကိုပြောချလိုက်မပြောသင့်ဘူးလို့ထင်တဲ့အရာကိုလည်းမပြောဘူးမှန်တယ်ထင်ပြောလိုက်တယ်မမှန်ဘူးထင်မပြောဘူးဒါကျွန်တော်ပြောတဲ့တယ်မှာအမှန်ပဲအခုထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေလော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 ကျန်နေထောင်ပြေးမှာနိုင်ငံရေးကျင်းသားတွေဆိုတော့ထွက်လာတာစဉ်းစားကြည့်ပါဗျာထောင်ထဲမှာနှစ်ပေါင်း20လောက်ဖြုံးလာတဲ့ကောင်တွေဘာလို့လုတော့ဘာစီဘွားရှာတယ်ဘယ်ပစံနေရအဲ့ဒါလောက်အနစ်နာခံပြီးတော့လုတ်ရတယ်လူတွေကိုဂုံပြူရမယ်ဘာညာဆိုပြီးတော့ကျွန်တော်ပြောနေတာမဟုတ်ပါဘူး ြစ်မှာကိုပဲတင်ပြသူနီးသူကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့ကလေးတွေထောင်ကျသွားတယ်ဒုတိယနှစ်နဲ့တက္ကသိုလ်ရဲ့ရောက်တော့တတိယနှစ်နဲ့တက္ကသိုလ်ရောက်တော့အဲ့ဒီနေရာမှာထောင်လဲကြာရောအဲ့ဒီတက္ကသိုလ်ပညာရေးရက်တော့အခုထောင်တွေကပြန်ထွက်လာပြီသူတို့အသက်တွေ25 26 29ဖြစ်ကုန်သူစက်တယ်အစိုးရလည်းခွင့်မပြုအစိုးရကမှပညာသင်ချင်လို့သူတို့ထောင်ကထွက်လာပြီခွင့်သွားတောင်းတော့တစ်နှစ်ဆိုင်အောင်လို့ပြောတယ်နေတဲ့အချိန်မဟုတ်ဘူးတစ်နှစ်ဆိုတာ ဲ့တော့ဒီကလေးတွေအတွက်ကျွန်တော်ဘာလုပ်မရလဲပညာသင်ဖို့နိုင်ငံခြားထွက်ပြီးမင်းတို့ပညာသင်ကြဆိုပြီးတော့ကျွန်တော်အဲ့ဒီလူငယ်လေးတွေအတွက်ပညာရေးဆက်နိုင်အောင်နိုင်ငံခြားထွက်ပြီးတော့စင်ကာပူတို့ယူရီးယားဘင်ကောက်တို့ချင်းမိုင်တို့ကဆရာတွေကိုကျွန်တော်တရောင်းစားခဲ့လို့တောင်းပန်ပြီးမေတ္တာရက်ခံခဲ့အဲ့ဒီလူတွေအကုန်လုံး passport လုံးဝမရပါဘူးနော်ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ကတစ်နှစ်တည်တည် ပါစပို့ထုတ်ပေးဖို့ဆိုင်းငံခိုင်းလိုက်ပါဒီကလေးတွေမလုပ်ကြလမ်းမထွက်ပြန်ထွက်ရပါပညာရေးကကျွန်တော်တို့တိုင်းပြည်အတွက်နံပါတ်1အရေးကြီးဆုံးအခြေအနေပါအဲ့ဒီအခြေအနေအချိန်ခါမျိုးမှာပညာရေးကိုအရေးကြီးမှန်သိရတဲ့ပညာမတင်ရတဲ့ကလေးတွေလမ်းမပြောင်းရောက်သွားနိုင်တယ်အချိန်မရွေးလမ်းမပေါ်မှာစန္ဒပြတဲ့လူတွေပြန်ဖြစ်သွားနိုင် ဲ့ဒီလိုဖြစ်သွားရင်ရောဘာဖြစ်မှာလဲလေလွယ်လွယ်လေးပဲဗျာအားလုံးသိပါ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရစစ်တပ်ကအာဏာသိမ်းလို့ရပါတယ်လွယ်လွယ်လေးပဲဒါကိုပြောင်းလဲနေပါပြီအကောင်းဘက်ကိုရောက်နေပါပြီလို့တော့ကျွန်တော်မပြောပြစေနဲ့အခြေအနေကအဲ့ဒီအခြေအနေပဲကျွန်တော်တကယ်ချင်းနေရဒီထဲမှာစောစောလုံးကပြောတယ်ညီမကြီးတွေကိုပြန်လာကြပါတို့ဟိုပြန်လာအဲ့ကျွန်တော်မပြောဘူး ကျွန်တော်ပြောဘယ်သူမှမပြောခွင့်ရှိတယ်ပြောချင်တာပြောခွင့်ရှိတယ်ကျွန်တော်လည်းကျွန်တော်ပြောချင်တာပြောခွင့်ရှိတယ်မှန်တယ်ထင်တာကိုလူတိုင်းမှာစဉ်းစားဆုံးဖြတ်နိုင်တဲ့ပုံတော့ရှိပါလားကျွန်တော်မပြောဘူးကျွန်တော်ကြိုပြောတာများတော့ကျွန်တော်မပြောဘဲနဲ့ပြောပါတယ်ဆိုတာတွေကများလုံးလို့ပြက်ပြက်ပြက်လုံးနေတော့ကျွန်တော်မပြောတဲ့ပြက်လုံးနေပြောတယ်ဆိုတာအများကြီးပဲထားပါတော့ဗျာအဲ့တော့ကိုနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့လူတွေကပြောကြတဲ့အခါမှာခုနကကျွန်တော်ပြောသလိုပဲတိုင်းပြည်ထဲမှာလည်းဒီလိုပါပဲနိုင်ငံကြီး စိတ်ဝင်စားတဲ့နိုင်ငံရေးစိတ်ဝင်စားဘူးအခုချိန်မှာတော့တနိုင်ငံလုံးလုံးနေမှာနိုင်ငံရေးကြီးစိတ်ဝင်စားကုန်ပြီအဲ့ဒါကိုဒီကျွန်တော်ကိုကြောက်တာဟာတော့တွားကြည့်လိုက်အန်ဒီ channel မှာလူရှင်သမားတွေတယုံယုံခေါ်လာတော့ကျွန်တော်ပါတခါတည်းခုံမိတာတခါတည်းအခုပြန်မောင်းထုတ်လို့မရတော့အဆူတော်တွေတယုံယုံအခုပြန်မောင်းထုတ်လို့မရတော့ဘူးသူတို့ကကိုကျွန်တော်တို့ကိုပြန်ပြောလိခင်ဗျားတို့တော်တော်ကြောက်တာပဲဟုတ်ကဲ့ပါ ကျွန်တော်လည်းပြောမိပါတယ်ငါ SB နဲ့ညီနှစ်ယောက်တော့ဖမ်းလိုက်ရင်ကောင်းတယ်တအားတတိတွေရှိကုန်ပြီမဖမ်းမှုဘူးဗျာဆိုကျွန်တော်ပြောရခက်တယ်ကျွန်တော်လည်းမြင်တယ်ဒီလိုပဲဒါပဲအခြေအနေနဲ့သွားတူလာလဲလို့ဆိုရင်တိတ်တတိပြုတ်တဲ့အခြေအနေပါတောင်ကွာ90ရွေးကောက်ပွဲမတိုင်ခင်အခြေအနေနဲ့တူနေတယ်အရန်နေလွတ်လပ်အရန်နေပြောတယ်ဒီမိုကရေစီရပြီဘယ်မှာလဲဒေါ်စန်းစုကြည်ချန်တယ်မှာတခြားဘယ်မှာမှမပြောဘူး မြကြီးနားမှာကချင်ပြည်နယ်မှာကုတိစစ်တိုင်တွေတော့လူပေါင်းခုနှစ်တောင်းကျော်စစ်ဘီဒုက္ခတွေဖြစ်နေတော့အစိုးရစစ်တပ်မှမှတောင်းဝန်ရှိတာပို့ပါကချင်စစ်တပ်မှလည်းတောင်းဝန်ရှိတယ်သူတို့လည်းလောက်လေးနဲ့ပြစ်တာမဟုတ်ဘူးလေပတ်သက်နဲ့ပြစ်တာအဲ့ဒီပတ်စံတွေကုန်လိုက်ကြတယ်အဲ့ဒီလူတွေဒုက္ခရောကျွန်တော်တို့ကဒုက္ခတွေကိုပဲမြင်ရမယ်ဗျအဲ့ဒီဒုက္ခတွေကြီးနေစရာမရှိဘူး ဘယ်သူမှလည်းအကူအညီမပေးဘူးအမေရိကန်အစိုးရကိုယ်တိုင်ကလည်းမြန်မာအစိုးရစစ်ကွက်မှာဆိုလို့ဆိုပြီးမတိကျအောင်ဆောင်ကုလသမဂ္ဂကိုယ်တိုင်ကလည်းတစ်ခေါက်လာလူလွတ်ပြီးတော့အဲဒီဒုက္ခတွေကယ်ဆယ်ရေးအဖွဲ့လွတ်ပြီးဘယ်နားမှာပါအထုပ်တွေချခဲ့လဲမသိဘူးတို့သွားဟုတ်ဒုက္ခရောက်တော့ကျွန်တော်တို့ပြည်သူတွေလူပေါင်း9000ကျော်ကဲ့မောင်း60ကျော်မှာစားစရာမရှိဘူးကုလဆောင်ရင်းကြီးမှာဆောင်မရှိဘူးအလို့တွေမရှိဘူး အဲ့ဒီဒုက္ခဒေရီအတွက်ခုကျွန်တော်တို့ဒီလာတော့ကုလသမဂ္ဂမှာဖြစ်စီအမေရိကန်ဆိုရစီမှာဖြစ်စီကျွန်တော်တို့ပြောခဲ့ရပါတယ်ဒါပေမဲ့အမြတ်တစ်ခုတော့ထွက်လာတယ်ရှီလာမှာမက်ဒလင်းအော့ဘရိုက်ခေါင်းဆောင်ပြီး sorry ဒီလာမှာမက်ဒလင်းအော့ဘရိုက်ခေါင်းဆောင်ပြီးအဲ့ဒီသွားမယ်ပြီးရင် NDG ဖွဲ့သွားမယ်ပြီးရင် Derek Mitchell နဲ့ဖွဲ့ရှီလာမှာသွားမယ်ဒါကျွန်တော်တို့အမြတ်ပေါ်ဗျာကျွန်တော်ကတော့သူတို့ပြီးတဲ့ဒုက္ခတွေကယ်ဆယ်တဲ့ပစ္စည်းရမှာမဟုတ်တာဒါကကျွန်တော်တို့ကချင်ပြည်နယ်ရောက်သွားမှာဘယ်သူမှစိတ်မဖြစ် ဘာမှမဖြစ်ဘူးပေါ့ကချင်တီလည်းဗမာတီတာအတူတူပါပဲဗျာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းပြည်ပေါ်မှာဒါကြီးမရှိမှကောင်းပါဘူးအဲ့တော့